စက်တင်ဘာလအတွင်းရခိုင်ဒေသထဲမှာစစ်ကွမရှင်တပ်ရဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုထဲအပြင်းမဲ့ပြည်သူ23ယောက်သေဆုံးခဲ့ပါတယ်။ရခိုင်ပြည်ထဲကကြောက်တော်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူအယောက်20ရှိခဲ့ပြီးတော့23ယောက်ဒဏ်ရာရခဲ့တယ်လို့အရခတ်သက်တော် EA ကအော်တိုဗာလာနေရည်နေမှာထုတ်ပြန်ပါတယ်။ တန်သွဲမှာတော့တည်ဆုံးသူ၃ယောက်ဒဏ်ရာရတာ၅ယောက်နဲ့ပလဲဝမှာတည်ဆုံးရတဲ့သူ၂ယောက်ဒဏ်ရာရတာ23ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်အခုစရင်အရာကြောက်တော်မျိုးကထိမဲ့တည်ဆုံးသူအများဆုံးရှိတဲ့မျိုးဖြစ်ပြီးစက်တင်ဘာ၁၂ရက်နေ့ဖြစ်စဉ်ထဲမှာထိမဲ့တည်ဆုံးခဲ့တာဖြစ်ပါတယ် ကြောက်မဲမျိုးနဲ့တရက်တပင်ရွာမှာရှိတဲ့ပညာပန်းခင်းနဲ့အမြင့်တကိုပိုင်အထက်တန်းเจ้าကိုစစ်သက်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတွေအပါဝင် အပြစ်မဲ့ရက်သားပြည်သူအယောက်20တိစုံခဲ့ပြီးတော့ 23ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့လယ်ပိုင်းမှာပလဲဝမြို့ကိုစစ်တပ်က Jet Fighter နဲ့၃ချိန်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့စက်တင်ဘာ29ရက်နေ့ညပိုင်းမှာတော့တန်သွဲမြို့ကို Jet Fighter နဲ့၂ချိန်ဗုံးကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။